ကိန်တုယာဝပဋိဌိတာကိုယ့်ရဲ့စိတ်ထဲမှာကိန်တုတာတို့ပဋိဌိတာစိတ်ထဲမှာအစဉ်မြဲတည်နေဘယ်ဟာလေးဟာကောင်းမလဲဆိုတော့ကိုယ့်စိတ်ထဲမှာဘာလေးမြဲအမြဲရှိနေရင်ကောင်းမလဲလို့မေးတာတော့မြတ်စွာဘုရားစိတ်ထဲမှာအမြဲရှိတဲ့အရာကစိတ်ထဲမှာအမြဲရှိနေရင်ကောင်းမဲ့အရာကတော့ယုံကြည်မှုပဲတဲ့ယုံကြည်မှုဟာစိတ်ထဲမှာအမြဲရှိတဲ့ဒီမှာယုံကြည်တယ်ဆိုတာလည်းပဲကိုကအမှန်ကန်ကိုယုံကြည်မှယုံကြည်မှုဟာလည်းအစ်စ်လို့ပြောလို့ရတာ ဆိုရမှာစို့ကိုကအဖြူကြီးကိုကြည့်ပြီးတော့ကိုမျက်စိမမြင်တာနဲ့အဖြူကြီးဟာအမဲကြီးပါလို့ယုံနေရင်အဲ့ဒီယုံကြည်မှုကိုယုံကြည်မှုလို့ပြောလို့ရမလားယုံကြည်မှုဆိုတာကိုယုံတဲ့အရာဟာကိုယုံထားတဲ့အတိုင်းမှန်မှယုံကြည်မှုဟာစစ်တယ်ယုံကြည်မှုလို့ပြောတဲ့နေရာမှာရောထွေးနေလို့ဘုံဘုံကခွက်ချပြီးတော့ပြောပြတာတပုံးတို့ဒီသာသနာမှာယုံကြည်မှုဆိုတာဘာကိုပြောတာလို့ဆိုရင်မြတ်စွာဘုရားရဲ့ဂုံကြီးသွေး တို့ကိုယ်ကိုယ်ရဲ့မြတ်စွာဘုရားသည်တရားလုံးစုံကိုသိတယ်ကိလေသာခသိမ်းငြိမ်းတော်မူတယ်ဒီအမှန်တရားကိုယုံကြည်ရင်ဒါယုံကြည်မှုနော်သူတော်ကောင်းတရားဟာကြည်ကြံကြိုးကိုအားထုတ်မယ်ဆိုရင်ချမ်းသာဒုက္ခကိုဖြစ်စေနိုင်တယ်လို့သူတော်ကောင်းတရားရဲ့တကယ်ဖြစ်နေတဲ့တကယ်ရှိနေတဲ့စွန့်ရင်တတ္တိကိုယုံကြည်တယ်ဆိုရင်ဒါပါလို့သရတရားအရိယာသူတော်ကောင်းတို့ရဲ့ဂုံကျေးဇူးကိုယုံကြည်ရင်လည်းပါလေသရတရားကိုယ်စေတနာရဲ့စွန့်ရည်တတ္တိ ကောင်းတဲ့စေတနာဟာကောင်းခြင်းကိုဖြစ်စေတယ်ဆိုးတဲ့စေတနာဟာဆိုးရွားကိုဖြစ်စေတယ်လို့ဒီတဘာဝရဲ့အမှန်တရားကိုယုံကြည်ရင်လည်းဒါပါလေတရားတရားပဲတရားတရားအကျမ်းပြင်းအဲ့လို၄မျိုးရှိဖရာတရားတန်ပါယတနာမြတ်သုံးပါးရဲ့ဂုံကျေးဇူးနဲ့ကံကံရဲ့အကျိုးကိုယုံကြည်ခြင်းလို့စာလုပ်ပေလို့တော့အဲ့လိုပြောတာပေါ့နော်အဲ့ဒီယုံကြည်မှုလေးကကိုယ်စိတ်ထဲမှာအမြဲရှိနေရင်ကောင်းတယ်တဲ့ပေါ်လိုက်ကြောက်လိုက်မဖြစ်စေနဲ့လို့ပြောတာ ဟုတ်တော့ယုံကြည်မှုပျောက်တဲ့အချိန်မှာဘုံဘုံတို့အနာဂတ်ဘယ်လိုသွားမလဲဆိုတော့လမ်းလဲတစ်ခါတည်းပျောက်သွားတာပဲတကယ်ကယုံကြည်မှုရှိနေမှကိုယ့်ဘဝကဘာပြီးဘာလုပ်မယ်ဘာပြီးဘာလုပ်မယ်အစီအစဉ်ချောတာတကယ်ကအခုယုံကြည်မှုကဗယံမလာဆိုရင်ကိုယ့်ရဲ့လှုပ်တာကိုင်းတာပြောတာဆိုတာကိုယ်လျှောက်လှမ်းတဲ့ပုံစံကလည်းဗယံမလာဖြစ်သွားတာပဲဟုတ်လားဒါကြောင့်ဒီယုံကြည်မှုလေးကအမြဲရှိနေရင်ကောင်းတယ်